85နှစ်တန်တန်းရှိတဲ့ရှေးဟောင်းမူလာတန်းအကြောင်းကြီးကိုဆက်တက်ပြီးလမ်းလျှောက်ခိုင်းခဲ့တဲ့တရုတ်နိုင်ငံ။ငါးထက်ရှိတဲ့ဒီရှေးဟောင်းမူလာတန်းအကြောင်းကိုဆက်ရုပ်ခြေထောက်တွေတက်ပြီးတော့တရုတ်မှာတကယ်ကြီးလမ်းလျှောက်ခိုင်းခဲ့ပါတယ်။နှစ်ပေါင်း100ခန့်တန်တန်းရှိနေပြီဖြစ်တဲ့ဒီအကြောင်းကြီးကိုမူလနေရာကနေနေရာအစ်တစ်ခုကိုရွှေ့ပြောင်းချင်ခဲ့တာပါ။ပုံမှန်ဆိုရင်ကုန်တင်ထရက်ကားတွေနဲ့ရှော့လမ်းကြောင်းတွေလုပ်ပြီးတော့တိုက်တာအဆောင်တွေကိုရွှေ့ပြောင်းတတ်ကြပါတယ်။ ဒါပေမဲ့အเจ้าရဲ့တိဆောက်ပုံကအလွယ်တကူရွှေပြောင်းလို့မရတဲ့ဒီဇိုင်းမျိုးဖြစ်နေုံသာမကရှင်းအောင်ကြောင်းဖြစ်နေတဲ့အတွက်အထိမကန်ရွှေပကံဖြစ်နေခဲ့ပါတယ်။ဒါကြောင့် engineer တွေကကောင်းချင်းဆိုင်ပြီးတော့ဆွေးနွေးရာကနေဒီเจ้าကြီးရဲ့အောက်ခြေမှာရွေလျားဆက်ပစ္စည်းတွေကိုတက်ဖို့ဆုံးဖြတ်ခဲ့လိုက်ပါတယ်။ဒီเจ้าကြီးရဲ့အောက်မှာရွေလျားနိုင်တဲ့အခုလိုစက်ရုပ်ချက်တော်မျိုးစုစုပေါင်းအခု200အထိတက်ဆင်ခဲ့ရတာဖြစ်ပါတယ်။ပြီးတော့ဒီဆက်တွေကိုစင်စာနဲ့ထိချုပ်တာဖြစ်ပြီးတော့အရွှေအလုံးရှေးတိုးနောက်ဆုံးလုပ်တဲ့နေရာတွေကိုအမှားရွေးမရှိအောင်မောင်းနေရပါတယ်။ ဒီနောက်မှာတော့တလန်ပြီးတလန်သတိထားရွှေရင်းနဲ့နောက်ဆုံးမှာဒီရှိအောင်ကြောင့်ကြီးကိုနေရာအသစ်စီကိုအအောင်မြင်မြင်နဲ့ပြောင်းရွှေ့သွားနိုင်ခဲ့ပါတယ်။အခုလိုနေရာအသစ်တစ်ခုကိုရွှေ့ပြောင်းမယ်ငါးတဲ့အကြောင်းဆောင်ကြီးကိုဆဲရုပ်ခြေထောက်တွေတက်ပြီးလမ်းလျှောက်ခိုင်းခဲ့တဲ့အဖြစ်အပျက်ကအင်ဂျင်နီယာလောကမှာတစ်ခါမှမကြုံဘူးတဲ့ဖြစ်ရဲ့စံကျေတစ်ခုပဲဖြစ်ပါတယ်။ပြည်သက်တွေဒီလိုထူးခြားတဲ့အဖြစ်အပျက်တွေကိုထပ်မံကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ Best Media Channel လေးကို Like and Follow လေးလုပ်ပေးသွားနိုင်ပါတယ်ရှင်။အမိုက်ကနေရွှေဖြစ်အောင်လုပ်ပြီးဒေါ်လာထောင်ထဲချီရပြီးချမ်းသာနေတဲ့အမျိုးသား ဒီအမျိုးသားကပတ်စံတစ်ပြားမှစိုက်မထိုးပဲဒီလုပ်ငန်းကနေဒေါ်လာထောင်ချီဝင်ဝင်ရပြီးတော့တထိန်ဖြစ်နေသူတယောက်ပါတချိန်ထဲမှာပဲဒီအမျိုးသားကဒီလုပ်ငန်းကြောင့်ပဲသဘာဝပတ်ဝန်းကျင်ကိုတော့တစ်ဖက်တစ်လမ်းကနေကောက်ဝဲဆောင်ရှောက်ပေးနေတယ်လို့ဖြစ်နေပါတယ်ဒီအမျိုးသားရဲ့ထူးခြားလာတဲ့ဒီအလုပ်ရဲ့အစားကတော့လမ်းဘေးမှာစွန့်ပစ်ထားတဲ့အလူမီနီယံနဲ့လုပ်ထားတဲ့ဘူးဂုံတွေကိုလိုက်ရှာတာကနေစပါတယ်။လုံလောက်တဲ့ပမာဏကိုရပြီဆိုရင်တော့ဒီဘူးဂုံတွေကိုသူ့ရဲ့စက်ရုံကိုတည်လာပါတယ်။ ဒီဘူးပုံတွေကိုအပူချိန်1000ဒီဂရီမှာအပူပေးလိုက်ပြီဆိုရင်အရေအဖြစ်ကိုပြောင်းလဲသွားမှာဖြစ်ပါတယ်။အလူမီနီယံအရေတွေကိုပြိသက်တွေအခုမြင်နေရတဲ့ပုံစံကွက်ထဲကိုဗီယူဒီဇိုင်းနဲ့အသုံးချလိုက်ရပါတယ်။အချိန်တစ်ခုကြာပြီးတဲ့နောက်မှာတော့ပုံစံကွက်တွေကိုဖယ်လိုက်ရင်ဒံအုပ်အကြီးစားကြီးအဖြစ်ကိုပြောင်းလဲရရှိသွားမှာဖြစ်ပါတယ်။ဒီအမျိုးသားရဲ့လုပ်ငန်းကအခုချိန်မှာအတော်လေးအချိန်ရနေပြီဖြစ်ပြီးတော့တောက်တောက်လေးဝင်ဝင်ရရှိနေပါပြီ။ ဒီအမျိုးသားရဲ့အလုပ်ကပတ်ဝန်းကျင်မှာအမိုက်တရိုက်တွေကိုအတိုင်းအတာတစ်ခုထိကျင်းစင်စေုံသာမကသူ့ကိုပါဝင်ဝင်ကောင်းကောင်းရရှိနေစေတာပဲဖြစ်ပါတယ်ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အဖြစ်အပျက်တွေကိုပရိသတ်တွေထပ်မံကြည့်ရှုနိုင်ဖို့ Best Media Channel လေးကို Like and Follow လေးလုပ်ပေးသွားနိုင်ပါရှင်။အခုမြင်နေရတဲ့ငှက်ကြီးမှာမွေးရပါတောင်းဝင်တစ်ခုရှိပါတယ်။အဲ့ဒါကတော့မွေးစိုးတွေကိုနှိမ်နှင်းဖို့ပါပဲ။သူတို့ကမွေးတွေကိုတွေးတာနဲ့လုံလက်စအလုပ်တွေကိုပြစ်ထားခဲ့ပြီးတော့တုံ့တင်ရှင်းလင်းတတ်ကြပါတယ်။ဒါကြောင့်ဒီငှက်ကြီးကိုမွေးသက်သမားလို့နာမည်ပြောင်းပေးထားကြပါတယ်။ သူတို့ဟာငှက်ကလေးအုပ်နဲ့အသွင်သဏ္ဍာန်တူညီပြီးတော့ရှည်လျားတက်မာတဲ့ခြေထောက်ကြီးတွေကိုပိုင်းဆိုင်ထားပါတယ်။ဒီခြေထောက်ကြီးတွေမှာသဘာဝကပေးထားတဲ့အကာအကွယ်တွေရှိပြီးတော့မွေးရဲ့အစိတ်ကိုခုခံနိုင်ပါတယ်။သူတို့ကမွေးတွေကိုခြေထောက်နဲ့တက်နေပြီးတော့တိုက်ခိုက်ကြတာပါ။သူတို့ရဲ့ခြေထောက်ကခြေစံတစ်ထောင်လူမြန်ဆန်ပါတယ်။လူတစ်ယောက်ရဲ့မျက်တောင်တစ်မိတ်အတွင်းအားပါပါနဲ့တက်နေပြနိုင်ပါတယ်။မွေးတွေကဒီငှက်ကြီးကိုမြင်နောက်နဲ့မကြည့်ဘဲနဲ့ထွက်ပြေးကြပါတယ်။ဒါတောင်မှငှက်ကြီးကမရမကလိုက်ဖန်ပြီးတော့ရှင်းလင်းဖြစ်တာပါ။ ဒီငက်ကြီးတွေကိုသဘာဝတရားကြီးကမွေစိုးတွေရဲ့အရေအတွက်ကိုထိမ့်သိမ့်ဖို့အတွက်ဖန်တီးပေးထားပုံရပါတယ်။ဒီငက်ကြီးတွေကိုစက်ကတ်ထယ်ရီတို့အမိပေးထားပြီးတော့အာဖရိကဒေသတွေမှာအများဆုံးတွေ့မြင်ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။